ဒီနေ့တော့မြမကုံဆောင်အင်္ဂလာအန်ဆန်ရဲ့ဘတော်မမမြင်နိုင်စရာနောက်ဆုံးပွဲစဉ်အကြောင်းကိုပြန်ပြီးတော့ပြောပြခြင်းပါတယ်။ဟုတ်ပါရဲ့။ဒါကသူ့ရဲ့ကစားသမားဘဝအတွက်တကယ်ကိုအရေးကြီးဆုံးရညာဖြစ်ခဲ့တာပါ။ပွဲကျင်ညာသူတွေရဲ့ဒီစကားတခွန်းတဲတဲ့ဒီအရာအလုံးကိုဖော်ပြပြီးသားပါပဲ။ကျွန်တော်တို့ရဲ့တက်ရှိဒန်နာရီရဲ့နောက်ဆုံးစစ်ပွဲတဲ့ဆိုတော့ဒါဟာတာမန်ပွဲတစ်ပွဲမဟုတ်ခဲ့ဘူးဆိုတာအရင်ကိုသိတာပါပဲ။ဒန်နာရီတယောက်ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့တာကို ကဲဒီတော့အဲ့ဒီတန်တားရီလာဖိုက်တာတယောက်ရဲ့ဘယ်တော့မှမမေ့နိုင်စရာညတညကိုအသေးစိတ်ပန်းပြီးကိုချစ်ကြရအောင်ဒီဇလိုက်ရဲ့အဓိကစကောင်းကျွန်တော်တို့အားလုံးရဲ့ဇလိုက်ချော်ကတော့စပားချီးမွေးလို့ချစ်စနိုးခေါ်ကြတဲ့အွန်လိုင်းအန်ဆာမှာပဲသူက1 championship မှာ light heavyweight ရောမီဒယ်ဝေ့မှာပါကမ္ဘာချန်ပီယံနှစ်ထပ်ကွန်ဖြစ်ခဲ့ဘူးရဲ့သူသူ့ကိုတင်စားကြတာကရွှေလိုစိတ်ထားနဲ့မီးလိုလက်သီးရှိတယ်ဆိုပြီးတော့လေ ဒီပွဲကိုပိုးပြီးတော့အထီးပိတ်ရှိသွားစီတာကဘာလဲဆိုတော့လေသူ့ရဲ့ဖဲခင်ကိုတိုင်လာပြီးအားပေးနေလို့ပါပဲလူတိုင်းကဒါသူ့ရဲ့နောက်ဆုံးပွဲလို့ယုံကြည်ထားတဲ့အချိန်မှာဖဲခင်ဖြစ်သူရှေ့မှာထိုးသက်ရတာဆိုတော့သူ့အတွက်ဘလောက်တောင်အားရနေဖြစ်စီခင်လဲအောင်လိုင်းရဲ့နေပြုတ်ဟာရိုးရှင်းတယ်ဒါပေမဲ့ AI ထိရောက်တယ်သူကအမြဲတမ်းကြိုးဝိုင်းအလေကိုနေရာယူတယ်ပြီးတော့ပြိုင်ဘက်ကိုနောက်ကိုပဲဆုတ်သွားအောင်အဆက်မပြတ်ဖြစ်အားပေးတယ်အေကာရောပွေးထိုင်နိုင်လောင်တဲ့သူ့ရဲ့အားပါတဲ့ညာလေးတီးသူအခွင့်အရေးကိုအမြဲတမ်းရှာနေတာမျိုးပေါ့ သူ့ရဲ့ပြိုင်မကဆက်ဗစ်စတန်ချယ်ရစ်စတန် the bandit လို့ခေါ်ကြတယ်သူကကြတော့တံပြန်လသည်ထိုးတဲ့နေရာမှာတော်တော်လေးကိုကျွမ်းကျင်တဲ့သူဆိုတော့တိုက်စစ်အာတန်နဲ့အောင်လနဲ့တံပြန်တိုက်စစ်သမားတွေအောင်တွေ့ကြတာဆိုတော့ပွဲကောင်းတပွဲဖြစ်လာမယ်ဆိုတာကတော့အထေချာပါပဲပထမအချီကတကယ့်ကိုနီးဖြူဟာပိုင်ဆိုင်ရာစစ်ပွဲတစ်ခုလိုပါပဲနှစ်ယောက်လုံးကအကွအဝဲတို့ထင်းရင်နဲ့အဖွဲအဟာတွေကိုရှာနေကြတာဒါပေမဲ့အချီအဆုံးပိုင်းရောက်လာတော့ဘွဲကပိုးပြီးတော့ကြမ်းလာတယ်ဒုတိယအချီမှာ မုံတိုင်းမလာခင်ငင်တက်နေတဲ့ပုံစံမျိုးပေါ့အခုပွဲရဲ့အလဲအပြောင်းအကြီးအကြီးဖြစ်သွားခဲ့ဒုတိယအချီကိုရောက်လာပါပြီဟုတ်ပါတယ်ဒီအချီမှာချန်ပီယံကသူ့ရဲ့စွမ်းအားအစစ်အမှန်ကိုထုတ်သွင်းလိုက်ပါတော့တယ်ပွဲကျင်ညာသူတွေတော့ပြောလိုက်ရပြီအောင်လာကစားပြီးအရှိန်တင့်လာပြီတဲ့အဲ့ဒီစကားကပွဲရဲ့အရှိန်အဟုန်ဘလို့ပြောင်းသွားလဲဆိုတာကိုညွှန်ပြနေတာပဲအောင်လာကနိုင်ရဖို့အတွက်အရှိန်ကိုစားပြီးမြင့်တင်လိုက်ပြီဆိုတဲ့ပတော်ပါ ဟုတ်တယ်။သူကခရစ်စတန်ကိုဂျိုဝိုင်းထောက်မှာလုံဝပိတ်မိတော့အောင်လုံလိုက်တယ်။ပြီးတော့ပင်းထန်တဲ့ဖီအားဒီလက်သီးတွဲလုံးနေတဲ့တဖက်သက်ကိုလွှမ်းမိုးပစ်လိုက်တာ။ခရစ်စတန်မှာလွတ်လန်းကိုမရှိတော့ဘူး။အဲဒီအချိန်မှာပဲနှုတ်ထက်ထိမိတဲ့စကားတွေခွန်းထွက်လာတယ်။ Sebastian ရိုက်လဲသွားပြီတဲ့။ဟုတ်ပါတယ်။အောင်လာရတဲ့အစ်စ်ကသူ့ပလိုင်ဘက်ကိုအလဲထိုးနေထဲပါပြီ။တရားဝင်အချိန်ကတော့ဒုတိယအချီနမနစ်20ပါ။ အဲ့ဒီမှာပဲတိုင်းကပွဲကိုရက်တန်းလိုက်ပြီးအွန်လာက technical knockout နဲ့အပြတ်အသတ်အောင်ပွဲခံသွားခဲ့ပါတယ်။ဒါကတော့တကယ်ကိုပြည့်ပြည့်စုံတဲ့အောင်ပွဲဖြူဟာပါပဲ။အရင်ဆုံးရှေ့ကိုတိုးပြီးဖြီးအားဖေးတယ်။ပြီးတော့ပြင်းထန်တဲ့လက်တီတွဲလုံးတွေထုတ်သုံးတယ်။ဒူးနဲ့ပါခန္ဓာကိုယ်ကိုတိုက်ခိုက်တယ်။နောက်ဆုံးမှာတော့ပြိုင်ဘက်ကိုလုံးဝလွှမ်းမိုးပြီး TKO နဲ့ပွဲသိမ်းလိုက်တာပဲ။ ဒါပေမဲ့ဆလန်ကအဲ့ဒီမှာမပြီးသွားပါဘူး။ပွဲပြီးသွားတဲ့အခါမှာအောင်ပွဲခရုံတက်တက်ချက်အများကြီးပုံမိုးတဲ့ဂွန်ပြူမှုတစ်ခုကသူ့ကိုစောင့်ကြိုနေခဲ့ပါတယ်။အော်လငါပရိသတ်တွေကိုတကယ်ကိုစိတ်လှုပ်ရှားစွာနဲ့ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ဒါဟာတကယ်ကိုအံ့ဩစရာကောင်းတဲ့ခရီးတစ်ခုပါ။ဒီနောက်ဆုံးစနစ်တာကပရိသတ်တွေကြောင့်ပဲအံ့ဩစရာကောင်းခဲ့တာပါတယ်။သူ့ရဲ့ကစားသမားပွားတခြားလုံအားပေးခဲ့တဲ့ပရိသတ်တွေကိုသူဘလောက်တန်ဖိုးထားလဲဆိုတာဒီစကားတွေကတသက်သေပါပဲ။ ီလိုစိတ်လှုပ်ရှားစရာကောင်းတဲ့စကားတွေပြောပြီးတဲ့နောက်မှာတော့အောင်လာကသူ့ရဲ့လက်အိတ်တီကိုကျိုးဝိုင်းအလယ်မှာချခဲ့ပြီးအနားယူတော့မယ်ဆိုတဲ့အရေးအယောင်ကိုပြလိုက်တယ်လူတိုင်းကတော့ဒါအဆုံးသတ်ပြီးလို့ခြင်နေကြတဲ့အချိန်ဒါပေမဲ့အဲ့အချိန်မှာပဲဝိုင်းချန်ပီယံရှစ်ပဲဥက္ကဋ္ဌကလက်အိတ်တီကိုအခုမချိုလိုက်ပါနဲ့အောင်ဆိုပြီးကြားဖြန့်ဝင်ပြောလိုက်တာကကြည့်နေတဲ့သူတွေရောအောင်လာကိုပါအံ့အားသင့်သွားစေထေပါတယ်အလုံးကိုအံ့အားသင့်စီခဲ့တဲ့ညီညာချက်ကတော့ အောင်လာအန်ဆန်ကိုဝမ်ချမ်ပီယံရှစ်ရဲ့ Hall of Fame မှာထည့်သွင်းဂုဏ်ပြုသွားမယ်ဆိုတာပါပဲ။ဒါကသူ့ရဲ့ကစားသမားဘဝကိုအဆုံးသတ်လိုက်တာမဟုတ်တော့ဘူး။ထာဝရဂုဏ်ပြုခံရမယ်အမွေအနက်အထူးကုထီပြောင်းလဲပေးလိုက်တာပါ။ချန်ပီယံရဲ့နောက်ဆုံးတရင်စကားကတကယ်ကိုရှင်းလင်းပြီးအားရင်ဖြစ်စေပါတယ်။ဘဝမှာအနိုင်မြင့်တယ်ဆိုတာရှိမှာပဲ။ဒါပေမဲ့အရေးကြီးဆုံးကတော့မိသားစုနဲ့ကိုချေရတဲ့သူတွေပါပဲ။နှလုံးသားထဲမှာအချစ်ကိုထားပြီးဘာပဲဖြစ်ဖြစ်ဆက်လက်တိုက်ပွဲဝင်သွားဖို့သူကအားလုံးကိုတိုက်တွန်းသွားခဲ့ပါတယ်။ ဆိုတော့နောက်ဆုံးအနေနဲ့တိုက်ခိုက်ရေးတမားတရားရဲ့တကယ်အမှုရအနည်းဆိုတော့ကိုအောင်ပွဲတဲ့နေပဲတိုင်တာတင်သလားဒါမှမဟုတ်သူပဲခဲ့တဲ့စိတ်ဓာတ်ခွန်အားတွေမမေ့နိုင်စရာအမတ်တရားတွေနဲ့တိုင်တာတင်သလားဆိုတော့တကယ်ကိုစဉ်းစားစရာမိခွက်တစ်ခုပါပဲ